မတိလို့လိုချင်တယ်ဆိုတဲ့စကားလေးရှိမတိလို့လိုချင်လိုချင်တော့ဆွဲလန်းဆွဲလန်းတော့ပြုတ်လို့ပြုတ်လို့တော့ရရှိရရှိတော့ခံကြပေါ်ဆိုတဲ့စွန့်လွန်စီရတော့ဘုရားကြီးရဲ့စကားပိဿသမုပ္ပါကိုခြေခံပြီးတော့ပြောတာလေမတိလို့လိုချင်လိုချင်တော့ဆွဲလန်းဆွဲလန်းတော့ပြုတ်လို့ပြုတ်လို့တော့ရရှိရရှိတော့ခံကြပေါ်တဲ့ဒါအတူဆုံးဘဝရဲ့အကြောင်းပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါမတိလို့လိုချင်ဒါလေးကတော့ရှင်းကြတယ်ဟုတ်တယ်ဘဝကမကောင်းသို့တော့မကောင်းတာကိုမတိဘူးမတိတော့ ကောင်းတဲ့ထင်ပြီးတော့ရကျင်နေကြတယ်နော်မတိလို့လိုခြင်းမတိလို့လိုခြင်းတဲ့အပိုင်းရှိတယ်လို့လိုခြင်းလို့မတိသွားတာလည်းရှိတယ်လို့အပြန်အလှန်နားလည်ဖို့လိုတယ်။နော်အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်လို့တဏှာကြောင့်လည်းအဝိဇ္ဇာဖြစ်တယ်။နော်မတိလို့လိုခြင်းတယ်ဆိုတာရှင်းတယ်။လိုခြင်းလို့မတိသွားတာကြတော့စဉ်းစားကြရအောင်။ဟုတ်တယ်ဒါလည်းပဲဘဝမှာတကယ်လက်တွေ့ပဲ။တကယ်လိုခြင်းသိကျင်းထန်လာပြီဆိုလို့ရှိရင်မမြင်ကြတော့ဟုတ်လား လိုချင်တော့ဘာဖြစ်သွားလဲမတိသွားတာပေါ့ဟုတ်လားဒါဘုံဘုံတို့ရသော်ဘုရားဟောတာတဲ့ဇတ်တော်လေးတခုရှိတယ်ဘုရားလက်ထက်ကစမ်းကြဲတဲ့အဖြစ်အပျက်တခုဖြစ်ခဲ့တာပေါ့အဲ့ဒါကုံတယ်တွေမြတ်စွာဘုရားကိုပင်းရင်ပြီးတော့ဆွန့်ကပ်ကြတာဘာဖြစ်လို့လဲဆိုတော့သူတို့ကထူးထူးဆန်းဆန်းဥစ္စာတွေအများကြီးရလာတာဘာလို့ရလာတုံးဆိုတော့သူတို့ကုံကူးသွားကြရင်းနဲ့မျက်စိလေကန္တရာတဲ့အဲကန္တရာတဲ့မှာအဲ့လိုမျက်စိလေတဲ့အခါကျတော့ဟာအစာရည်သားတွေပြက်လက်ပြီးတော့ ဒုက္ခရောက်အောင်ဇဲတဲ့အချိန်မှာပဲညောင်မင်းကြီးတပင်တွေ့ရတယ်။တွေ့တဲ့အခါကျတော့ဟာတခါတည်းတို့တော့ညောင်မင်းအောက်ခိုကြမှာပဲဆိုညောင်မင်းကြီးအောက်ခိုရင်းနဲ့ဒီဇလန်လေးကြာဥပါနေလေ။ညောင်မင်းကြီးပေါ်မော့ကြည့်တော့ညောင်မင်းကြီးကဆိုးရှော့အေးလို့အရေတွေထွက်တယ်လို့မြန်ဖြစ်ရတယ်။အဲသူတို့ကလည်းရေငတ်လာတာအစာငတ်လာကြတာဆိုတော့အဲ့ဒါနဲ့အဲ့ဒီညောင်မင်းအောက်မှာလက်ဝန်းကြီးချပြီးတော့ညောင်မင်းကြီးရဲ့အရှိခိုင်းကိုဖျက်တဲ့အခါရေတွေထွက်လာတယ်။အမှန်ကညောင်မင်းက နနဲ့ငကားဆောင်တဲ့အပင်ပဲသူတို့တနာလို့ရေထွက်ပေးတာပဲဒါပေမဲ့သူတို့ကတော့မသိဘူးဟာရေတွေချိုးကြတောက်ကြအောင်ညောင်မင်းကြီးရဲ့တောင်ကိုင်းဖြတ်ကြပြန်ဖြတ်တဲ့အခါကျတော့စားစရာတွေထွက်လာစားကြတောက်ကြဘူးနော်အဲ့ဒါနဲ့အနောက်ဖက်ကိုင်းကိုဖြတ်တဲ့အခါကျတော့သူတို့သမီးကညာတွေထွက်လာဟာပြောကြပါကြပေါ့လို့နဲ့နောက်ဆုံးမြောက်ဖက်ကကိုင်းကိုဖြတ်တဲ့အခါကျတော့ယရနာတွေထွက်လာအဲ့ဒီမှာသူတို့ယရနာတွေတင်းပြီးတော့ မျိုးသမီးတွေကတော့ပျောက်သွားတာပေါ့လေအဲ့ဒီယတနာတွေတင်ပြီးတော့ပြန်လာကြတာအများကြီးရလာတာအဲ့ဒါနဲ့သူတို့ကမြတ်စွာဘုရားလက်ကြီးညှိုးကြတဲ့ပုံစံဆိုပင့်ဆုံးကကြတော့မြတ်စွာဘုရားအကျိုးအကြောင်းသူတို့ကရှောက်ကြတာဒီထူရှမ်းလို့အဲ့လိုရှောက်တော့မြတ်စွာဘုရားအင်းတဲ့မင်းတို့ကတော့ကိုယ့်ရဲ့လောဘကိုထိမ့်သိမ်းနိုင်လို့တဏှာရဲ့လောဘရဲ့အလိုကိုမလိုက်ဖဲနဲ့ထိမ့်သိမ်းနိုင်လို့မင်းတို့တော့ချမ်းချမ်းသာသာဖြစ်ခဲ့တာပို့တော့ အလိုလောဘကိုမထိန်းတိုင်းနိုင်လို့အဲ့ဒီလိုအဖြစ်ပြင်းမျိုးကြုံခဲ့တဲ့ကုံတွေကတော့အကုန်ဒုက္ခရောက်ကြတာပဲဆိုပြီးတော့မြတ်စွာဘုရားမဟာဝါဒိဇဇဆိုတာဟောတယ်အဲ့ဒါလိုပဲအဲ့ဒီဘဝတုန်းကဘုရားလောင်းကလက်ကုံတွေခေါင်းဆောင်ပေါ့အသွားကြရင်လည်းပုံစံတူလေးပါပဲဇလန်းလေးကအဲ့ဒါလိုပဲရှေ့ကိုင်းတောင်ကိုင်းအနောက်ကိုင်းမြောက်ကိုင်းခုတ်ကြဖြတ်ကြတော့ဒီလိုပဲသူတို့ရကြတာပစ္စည်းတွေယတနာတွေအဲ့တကယ်ဆိုရင်ပြန်ခဲ့ဖို့ကောင်းပြီ ကိုယ့်ရဲ့ကျေးဇူးရှင်ညောင်မင်းကြီးလည်းအကိုင်းမရှိတော့ဘူးပြန်ခဲ့ဖို့ကောင်းပြီတို့တော့သူတို့မပြန်ကြဘူးဘာဆက်လုပ်ချင်းလဲအမြင့်တူးချင်းနေဟောလောဘမဖြတ်နိုင်ဘူးပေါ့နော်အဲ့မှာဘုရားလောင်းကသူကတားတယ်ဒီပင်ကြီးကမင်းတို့ကိုမြင်ဘာမြတ်ဒုက္ခပေးလို့တော့တကယ်ဆိုရင်ကျေးဇူးရှင်ပေါ့နော်အရေးနော်စားစရာမြို့သမီးယရနာပစ္စည်းအကုန်ပေးတာဘာလို့ဒီလိုလောက်ရမလို့ဆိုအဲ့လိုမလုပ်ချင်တာသူတရားဘယ်ကျန်တဲ့လူတွေကအကုန်လုံးက ုပ်ချင်တဲ့လူတွေကြီးပဲအဲ့တော့ तू တားမရဘူး तू အန်နေဖြစ်မဲ့အနေထားမှာရှိတော့ तू တာတာပဲရက်ကြည်နေရတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီညောင်မင်းကြီးရဲ့အမြင့်ကိုဖြတ်ဖို့လဲစူးစမ်းကြရောအဲ့ဒါငကားကအမျက်ထွက်ပြီးတော့အကုန်လုံးအဲ့ဒီလူတွေကိုတတ်ငကားရဲ့တကိုးနဲ့တဖရာလောင်းတယောက်ကိုပဲချံပြီးတော့နော်ဥစ္စာပစ္စည်းတွေလှဲပေါ်တင်ပြီးတော့လိုက်ပို့တယ်ဆိုတော့ဇတ်တော်တဘုံရှိအဲ့ဒီဇတ်တော်ရဲ့ဆုံးမှာမြတ်စွာဘုရားကကာထာလေးနှစ်ပုဒ်ခေါ်တယ်အဲ့ဒီကာထာလေးနှစ်ပုဒ်ကိုဘုံဘုံကပြောခြင်းလို့ပါဒါမဲ့ဇလန်းလေးတွေကလည်းပဲ အမြင်လေးတွေကိုရနိုင်တယ်ပေါ့လူတွေဟာနော်အလိုလိုဘကြီးလာပြီဆိုလို့ရှိရင်မမြင်နိုင်ပါလားမသိနိုင်ပါလားလုံးတယ်မလုံးတယ်ပြောတယ်မပြောတယ်ဘာမှမတွေးတော့ပါလားဆိုတာလေးကိုစဉ်းစားမိဖို့ပေါ့